ော့ဆွဲတာမဟုတ်ဘူးကျွန်တော်နေရင်တော့တယ်လုံးဝမဆွဲဘူးတောက်တယ်တောက်တယ်ဆိုရင်ကျွန်တော်အလုပ်ပြီးမှတောက်လုပ်ပြီးမှတောက်တယ်လုပ်ပြီးမှတောက်တဲ့ခါကျတော့အောင်စင်းမှာဟောအချိန်လုံးမတောက်ဖြစ်နေတနေ့ကုန်လည်းမတောက်အလုပ်ပြီးသွားမှကျွန်တော်နေ့နေ့အဲအလုပ်ပြီး6နာရီကျော်9နာရီဆိုကျွန်တော်ညီမိုးချိုးပြီးတော့ဒီပလင်းလေးနဲ့တွေ့ဖို့ရေမိုးလေးရှာနေတယ်လို့ဆိုတော့ဆောင်းနဲ့ချိန်ထားတယ်လို့ရတယ်ဒီပလင်းလေးကအဲ့လိုတွေ့ ကယ်တာလေးကိုပြောရလားကောင်းကြီးကယ်တာသူတို့ရွာသူတို့ရွာလို့ဒါနဲ့အဲနယ်မြေတွေသားမတွေ့တဲ့ခါကျတော့ကျွန်တော်တို့အရင်စီဇန်1ရိုက်ခဲ့တဲ့အချိန်တော့ရန်ကုန်မှာကျွန်တော်တို့မူးကာလာရိုက်ခဲ့တာမူးကာလာရိုက်တော့ဒူဒီဒီရန်ကုန်နဲ့လိုက်ဖက်တော့ဖက်ရှင်လေးဝတ်တယ်ဗောဟိုမှာတော့သူတို့ရာသီဥတုပုံမှာမူတည်ပြီးတော့ရာသီဥတုနဲ့လိုက်တဲ့အဲဟာမျိုးလေးတော့ရွေးချယ်ခိုင်းတာပါတယ်ဒါလည်းကျွန်တော်တို့ကရွာဆိုပေမဲ့လေ ဒီဘက်ခေဒီဘက်ခေပဲအကုန်လုံး EV ကားတွေကတော့တုံးနေပြီဆိုတော့လေဒီဘက်ခေပဲဆိုတော့တောင်မော်မြို့လေးတစ်မြို့ရဲ့ဂျွာနဲ့ဟိုဘက်နဲ့တောင်မော်မြို့လေးတစ်မြို့ရဲ့အဲပုံကရမြို့လေးဖြစ်အောင်တော့ကျွန်တော်တို့တွားမှာပေါ့နော် season 1ဟိုလေကျွန်တော်တို့ရိုက်ပြီးမမရဖြစ်တာတော့ season 1မှာတော့ကျွန်တော်တို့အချောပုံမင်္ဂလာမဆောင်ကြီးရိုက်လိုက်တာအချောပုံခလေးမွေးပြီးတော်တော်ကြီးမှကျွန်တော်ပြပြလိုက်တာဟုတ်နော် ဘာကြောင့်ကြာနေလဲတော့မသိဘူးအဲ့မှာပါတခုနည်းနည်းကျွန်တော်ကစိတ်ပူလဲဆိုတော့စီဇန်1မှာတော့ကျွန်တော်ကဘောလုံးပွဲအကြောင်းပြတာဆိုတော့အဲ့အဲ့ဘောလုံးပွဲကြီး update မဖြစ်မှာစိတ်ပူတာနောက်ဂျာစီပေါ့ဘောလုံးပွဲကျတော့ဂျာစီကတင်း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 မတူဘူးလေအဲ့ဒါစိတ်ပူနေတဲ့အချိန်မှာနောက်နေ့ကန်ကောင်းထောက်မှတော့ပဲဘောလုံးချစ်တဲ့ပရိသတ်တွေရောကိုချမ်းကိုချစ်တဲ့ပရိသတ်စသည်အပြင်ဟိုဟာတာချစ်တဲ့ပရိသတ်တွေပေါ့သူတို့တွေကနားလည်းမူပေးပြီးတော့တီရှူခဲ့ကြတယ်အားပေးခဲ့ကြတယ်စီဇန်1ကမထင်မှာပဲနဲ့တော်တော်လေးခရီးရောက်ခဲ့တယ်ပေါ့နော်အဲ့ကြောင့်လဲကျွန်တော်စီဇန်2ဆိုတာဖြစ်ခဲ့တာ ဒီစီရင်တူဖြစ်လာတဲ့ကတည်းကကိုကျဲရံပြောတယ်ကိုကြီးရဲ့ကျွန်တော်တို့ဒါလေးကိုအတိတ်ထက်လို့ရအောင်ထက်ပြီးမြင့်ရအောင်ဆိုတော့ကျွန်တော်ဒီမှာကတ်စတရင်တွေထက်တူတယ်ပေါ့နော်ထက်တူတယ်ကိုရိုင်းတို့ဘာလို့ပါလာတယ်ဒီမောင်ဆမ်မွန်းတို့ပါလာတယ်နောက်ဒီဒီမှာတော့ကျွန်တော်ဇက်တပင်ပါမယ်ဇက်တပင်ပါမယ်နောက်အဲ့မှာကျွန်တော်အဲ music တရားစကျွန်တော်တို့နည်းနည်းလေးပုံစံပြောင်းလာတယ် music တရားစဟိုခံပြီးဖို့ပေါ့ကျွန်တော်ဟိုငွေအောင်ဆိုးမိုးဆိုရဲ့ဘာသာနဲ့ကျွန်တော်တို့၃နှစ်နေတော့တွေ့ပြီးတော့အဲ့မှာ တီးမဲ့တီးလုံးနေကစဟော်ရာတဲမှာတုံးမဲ့ music တွေပေါ့အဲ့ဒါတွေကဇက်တပင်အခြေခံတဲ့ဟော်ရာပေါ်မှာဆိုတော့သူသူ next vision လုံးမှာနော်အဲ့အဲ့လိုလေးလဲပြင်စနာပါလေဒီမှာတော့ကျွန်တော်တို့အဲကာရီတာတွေအစ်တွေအများကြီးတိုးလာတယ်ကိုယ်အရင်တိုးလာဒါနဲ့အဟောင်းတွေပြုတ်သွားသူလည်းရှိတယ်ပြုတ်သွားသူကပြုတ်ကျွန်တော်ကဖြုတ်တာမဟုတ်ဘူးအဲအချောပို့ဆိုလို့ရှိရင် तू ကလေးတစ်ဖက်နဲ့ဆိုတော့ तू နေဆိုတော့မလိုက်နိုင်တော့ဘူးအချောပို့နေရာမှာကျွန်တော်တို့မအေးတောင်းဖြစ်သွားတယ် ချိုး character တွေလည်းမပါဝင်နိုင်တဲ့ character တွေလည်းရှိရပါတော့။အဲချိုးရရလည်းကျွန်တော်တို့ budget အရအဲနည်းနည်းလေးဖြုတ်လိုက်ရတယ်။စိတ်ကူးရထားတော့အကြီးပဲပေါ့။ဒါနဲ့သို့တော်လည်းကျွန်တော်တို့ဇလန်တွဲဆိုတော့ဇလန်တွဲသုံးနိုင်တဲ့ budget ထဲမှာပေါင်းဝင်အောင်ရဲရမှာလေ။ဇက်တစ်ဖွဲ့လုံးတော့မဟုတ်ပါဘူး။ဇက်အဖွဲ့ကြီးပါတယ်ဆိုရင်လည်းအဲကျွန်တော်တို့ဟိုတစ်ဖွဲ့လုံးမပါပါဘူး။သဘောတရားကလည်းအဒီဇက်အဖွဲ့သားတွေကမစုံမလင်နဲ့ ဒီဘာကိုရောက်လာကြတယ်ဆိုတော့ပုံစံပေါ့ဇလန်တွေဖြစ်တဲ့အတွက်တော့နည်းနည်းလေးတော့အဲ့ပုံမှာအပြောင်းလဲပုံမှာတော့ပြိတ္တကစားကြည့်ကြည့်ချင်းတော့တမျိုးဖြစ်သွားနိုင်တယ်ဘာလို့လဲဆိုတော့ဟိုရွှေမုံဆိုရွှေမုံနေရာရွှေမုံမဖြစ်တော့တာအဲဇလန်တွေကတော့နောက်ပြီးတော့ကျွန်တော်တို့က return ဖြစ်တာပေါ့နော်ပြန်လာတယ်ဆိုတော့အခါကျတော့ဒီလူတွေကိုဒါမှမဟုတ်ကျွန်တော်တို့ရရင်နဲ့ ဖြစ်ဖြစ်နဲ့တက်သူဒီဇက်ပေါ်မှာစီမျောသွားနိုင်ရင်ဒီကာရီတိုင်းနဲ့တက်နေဒီပြန်ပြီးအံဝင်ကွန်ညသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါကျွန်တော်ရမ်းပြောတယ်ကိုညညအောင်ကျွန်တော်စိတ်ပူတယ်ကျွန်တော်တို့ဟိုဒီခေါင်းကြီးလွတ်တဲ့အချိန်မှာသူတော်တော်ကျမ်းမာရင်မကောင်းဖြစ်ဘူးအဲ့တော့ကျွန်တော်ခေါင်းကြီးစီဇန်2သွားကြမယ်ဆိုတဲ့အချိန်မှာကျွန်တော်အားလုံးနဲ့သဘောတူညီမှုရှိတယ်ကိုကြီးကိုမေးကြပါဦးကိုကြီးကပြောရတော့ရိုက်ချင်ပါပဲဒါနဲ့ကျွန်တော်တို့ရဲ့မယ့်နေရာကအရန်အေးတဲ့ຢာသူလူဖြစ်မဲ့အချိန်ရဲ့တော်မော်ဒီတာဖြစ်တော့ကိုကြီးအစင်မပြေပါမလားသူကဦးနှံတမီးပေးလို့ပါပဲအချိန်ကြိုက်ပဲ ကိုကြီးကဒီရားထဲမှာငါခဏနားအောင်မယ်ဆိုနေနားလိုက်တဲ့သဘောလားမသိတော့ဒီခေါင်းကြီးပြောင်းရမယ်ဆိုတော့ဒီတော်တော်လေးတူတောင်ဖြစ်နေတာတွေ့ရတယ်ကျွန်တော်ပထမခေါင်းကြီး season 1မှာတော့မှအဲ့လောက်ဒီမမစစမဟုတ်ဘူးဒါနဲ့သူအဲ့ကောင်ကသူအရန်ပင်မှန်းလို့အရန်ပင်မှန်းသူရဲရတဲ့ဥစ္စာသူကမိမကျောက်တဲ့ character ဆိုတော့တစ်ချိန်လုံးသူ့ကိုမိမရိုက်ပုတ်နေတာဆိုတော့လေအခုဒီမှာသူတောင်လေးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ကအနေနဲ့သတိထားမယ်သူအရန်တော့တတ်မလို့မရဘူးတော့じゃဒီကူဖြစ်တော့မှစိတ်ဘူးတော့ ိမတော့ကြောက်ရမှာပဲသူကသူ့ကြိတာရသူ့ကြိတာရလည်းလွဲသွားမှာပဲသူအကုန်လုံးကသူ့ရှေ့မှာဖြစ်ခဲ့တဲ့ကြိတာရိုးတွေတိုင်းပဲသွားမှာဆိုအရန်ကြီးစားရယ်သူကအဲ့တော့ကိုကြီးကဟာနည်းနည်းလေးခုခုပြီးတောက်ခုခုပြီးတောက်တော့သူအဲ့မှာဆိုကြပါစို့အဲ့ဒီအဲ့ဒန်နေလဲပါသမင်းသိမ့်မစားဘူးအခုတော့ဟိုကော်ဖီလေးတောက်နေရတော့စိတ်ချမ်းသာတယ် ။ဟိုပြီးတော့လည်းသူထမင်းဟိုပြည့်ပြူလေးပြန်ဖြစ်လာ။ပူပူပူပြီးကောင်းမှာပါ။မတောက်တော့ဘူး။မတောက်တော့ဘူး။မတောက်တော့။အရိကကျွန်တော်တို့ဘာမားမှာလို့ဆိုတော့တောက်တဲ့လေသူတွေသူနာမသွားဘူးလို့။ဟိုကျွန်တော်တို့အဲ့ဒါလေးကိုစပိတ်စီးရတဲ့လူပဲဗေစင်ထစီစီရရတယ်သိမလား။ရှင်းတော့တဲ့လူကပလင်းမြင်တော့နည်းနည်းတော့ဒီကဲတော့ဖြစ်မှာအာသူပြင်းနာမှာမတောက်ကြဘူးပေါ့နော်အဓိကဆုံးမမှာအဲ့မှာအဆူဆုံးကကျွန်တော်ပဲကျွန်တော်ဟို ဒါရိုက်တာလုပ်နေတဲ့အချိန်ဆိုလို့ရှိရင်တော့ဒီလူတွေနဲ့တိတ်ပြီးတော့မစုံပြေဘူးပေါ့ကျွန်တော်သေဥဆောင်ဆိုတဲ့အချိန်ကျကျွန်တော်အဲ့လူတွေနဲ့တိတ်ကတ်တာသူတို့ရဲ့ဇကားတွေကိုနားတော့ကျွန်တော်ပျော်ချင်တာဟုတ်ချစ်တာဟုတ်ဒီအကူတွေကိုသူတို့တွေနဲ့လို့ချီအောင်တော့ဖြစ်လေပျော်ပျော်တာဟုတ်အဲ့ကြပလင်းလေးပက်ပက်သွားတာပေါ့ကိုတော့တော့ join လို့ရတယ်ကိုက join လို့မရတော့ဘူးနည်းနည်းကော်ဖီမူးနဲ့သွားမှရတော့ကျွန်တော်လည်းကော်ဖီမတောင်းနိုင်တော့ဒုက္ခရောက်တယ်ကောင်းတာပေါ့သိကောင်းတာပေါ့ရေးပြလိုက်တယ်ဆိုရရအရင်ဆုံးကောင်းတာပတ်သက်မကုန်ဟုတ်တယ်လေဘာချက်မထိခိုက်ဘူးနောက်တစ်ချက်ကစမ်းမရင်မထိခိုက်တော့ နောက်တစ်ချက်ကဘာလဲဆိုတော့ကိုဒီဟိုပေါ့အဲအလုပ်ကိုမထိခိုက်တော့အားလုံးကောင်းတာပေါ့ရက်ကဖြတ်နိုင်ကောင်းပါကျွန်တော်လည်းတော်ပါပဲစူးစမ်းနေပါလေကျွန်တော်ဆွဲတာမဟုတ်ဘူးကျွန်တော်နေရင်တော့တယ်လုံးဝမဆွဲဘူးတောက်တယ်တောက်တယ်ဆိုရင်ကျွန်တော်အလုပ်ပြီးမှတောက်လုပ်ပြီးမှတောက်တယ်လုပ်ပြီးမှတောက်တဲ့အခါကျတော့အောင်စင်းမှာဟောအချိန်လုံးမတောက်ဖြစ်နေတနေ့ကုန်လည်းမတောက်အလုပ်ပြီးသွားမှကျွန်တော်ညနေအဲအလုပ်ပြီးရင်6နာရီကျော်ခုနလောက်ဆိုကျွန်ညီမိုးချိုးပြီးတော့ရေပလင်းလေးနဲ့တွေ့ဖို့ရေမိုးချိုးရှိုင်းနေတယ်လို့ဆိုတော့ဆောင်းတဲ့ချိန်သားတယ်လို့ရတယ် ရပလင်းလို့အဲ့လိုတတ်တွေ့ဟုတ်ကဲ့ဟဲ့ကိုသားသမီးတွေမြည်ရင်လည်းနေနေအောင်ပြောနေရပဲရှူတင်နားရရဲ့ဆိုသူတို့နဲ့အချိန်ပေးပြီးနေတယ်ဟိုးတော့အပြင်နေအရန်သွားဖြစ်တယ်နားရောက်ထွက်တယ်တကယ်ချင်းတွေကိုအရန်အချိန်ပေးခဲ့တာဒီတဲ့ရရမှာတကယ်ချင်းတွေကိုအချိန်မပေးဖြစ်တော့ဒီသားသူအချိန်ပေးတယ်သမီးတော့အများကြီးစုတောင်းရမှာမလို့ပါဘူး။ဟောအများကြီးလည်းပြောရမှာမလို့ပါဘူး။သမီးကသူကသူကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အရေးချင်းရှိတဲ့မိန်းကလေးတယောက်ပါအဓိကတော့အာသူရွေးချယ်ဝင်သွားတော့တယ်လို့ဆိုတော့ပါလေကျွန်တော်တို့မိသားစုချစ်ပေးတဲ့အရာတန်းကိုကျေးဇူးများတယ်